ဇက်ပိုးဇက်ရံတွေကိုရိုးရိုးဖိတ်ပြီးနာမည်ကြီးတွေကိုတော့ VIP လို့တစိမ့်ကပ်ပြီးဖိတ်ကြားခဲ့တာကြောင့်လူပြောများနေတဲ့တရုတ်ဆောင်ဆွေးပေးသင်းနဲ့ဟိဝိရံတို့ရဲ့မင်္ဂလာဖိတ်စာမင်္ဂလာပါပရိသတ်ကြီးရှင်ငယ်စဉ်ဆိုပြီးတော့ပရိသတ်တွေကသဘောတူခဲ့ရတဲ့တရုတ်ဆောင်ဟိဝိရံနဲ့ဆွေးပေးသင်းတို့ရဲ့မင်္ဂလာပွဲကိုတော့လာမယ့်နိုဝင်ဘာလ15ရက်နေ့မှာခန္ဓာကြီးကျယ်စွာနဲ့ကျင်းပပြုလုပ်တော့မှာပဲဖြစ်ပါတယ် တရုတ်ဆောင်ဟိဝေရန်ရဲ့အစိုးပြတခြင်းတို့ဟာနှစ်ယောက်စလုံးအမှုပညာလောကတွေကဖြစ်ပြီးနိုင်ငံကျော်တရုတ်ဆောင်တွေလည်းဖြစ်ကြတာကြောင့်ပြည်သက်တွေရဲ့စိတ်ဝင်စားခြင်းကိုများစွာခံနေရတာလည်းဖြစ်ပါတယ်။ဒါအပြင်အမှုပညာလောကတွေကဖြစ်ပြီးချစ်ခင်သူမိတ်ဆွေတွေလည်းများပြားလွန်လာကြောင်းမင်္ဂလာပွဲကိုတက်ရောက်ဖို့အတွက်နာမည်ကြီးတရုတ်ဆောင်အစိုးရတွေအပြင်ခင်မင်ရတဲ့ဇက်ဖို့ဆက်ရံအနေစုကိုလည်းဖိတ်ကြားခြင်းပြုခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ထူးခြားချက်အနေနဲ့မင်္ဂလာဆောင်ဖိတ်စာမှာနာမည်ကြီးတရုတ်ဆောင်တွေနဲ့အဆိုတော်တွေကိုတော့ VIP လို့တစိုက်ကပ်ပြီးဇပ်ပိုးဆက်ရံတရုတ်ဆောင်များကိုတော့ရိုးရိုးဖိတ်စာအနေနဲ့ဖိတ်ကြားခဲ့တာကြောင့်ပိသက်တွေကြားထဲမှာဝေဖန်မှုမြင့်တက်နေတာလည်းဖြစ်ပါတယ်စပိုးဆိုင်ရန်တွေဟာရှိုက်ကွင်းမှာဆိုရင်လေအမှုပညာရှင်အချင်းချင်းခွဲခြားဆက်ဆံခြင်းကိုခံရသလိုအခုလိုနူးမှုရေးနယ်ပယ်မှာလည်းစီးတစ်ခုခြားထားသလိုခံစားနေကြရတာလည်းဖြစ်ပါတယ် ။ဒါကြောင့်မလို့လေနာမည်ကြီးမင်းသားမင်းသမီးတွေနာမည်ကြီးအဆိုတော်တွေနဲ့ဇပိုးဆက်ရံတွေကိုအခုလိုခွဲခြားပြီးတော့ဖိတ်ကြားတာကတော့တင့်တော်မှုမရှိဘူးလို့ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဖိတ်ကြားရတဲ့လူဦးရေနဲ့ခမ်းမအခြေအနေပေါ်မူတည်ပြီးအခုလိုခွဲခြားပြီးတော့ဖိတ်ကြားတာလည်းဖြစ်နိုင်တယ်လို့ပရိသတ်တချို့ကတော့ဖြည့်ပြီးတော့နားလည်ပေးထားကြပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာပွဲဖိတ်ကြားခြင်းနဲ့ပတ်သက်ပြီးအမြင်လေးကိုပြောကြားပေးခဲ့ကြပါအောင်ရှင်။